မင်္ဂလာနံနက်ခင်ပါယေရှုဂိယုနာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်တိုးပွဲပူချိန်ကတော့25ဒီဂရီရှိပြီးတော့29ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်တနိတာလုံးတိမ်ထူတက်ပြီးမိုးထစ်ချုံရွာနိုင်ပါတယ်မြင့်ဆုံးပူချိန်ကတော့28ဒီဂရီဖြစ်ပါတယ်နေ့စဉ်ဝိပြုခြင်းလင်းပြဘုရားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းကိုကိုးစားသဖြင့် ဒီကချက်ဖိလိပ္ပိဩဝါဒစာမှာခွန်အားယူစရာများအပိုင်း၈ဖတ်ရန်ကြမ်းချက်ဖိလိပ္ပိဩဝါဒစာခန်းကြီး၃ခန်းငယ်၁မှ၁ကျွင်းသေးသောစကားဟုမူကားငါညီကိုတို့တခင်ပြား၌ဝမ်းမြောက်ခြင်းရှိကြလောအထက်ထက်ငါရေးလိုက်တော်လဲပင်ပန်းခြင်းရှိ သင်တို့မူကားလုံခြုံခြင်းရှိကြလိမ့်မည်ခွေးတို့ကိုရှောင်ကြလော မကောင်းသောအချင်းကိုကျင့်တော်သူတို့ကိုရှောင်ကြလော ရေပြားလိချင်းကိုခံရအောင်ဆောင်တော်သူတို့ကိုရှောင်ကြလော့ငါတို့သည်စိတ်ဝိညာဉ်အားဖြင့်ဘုရားသခင်ကိုကူးခွေ၍ဇာတိ၌ကူးစားခြင်းမရှိဘဲယေရှုခရစ်၌သာဘာကြွားဝမ်းမြောက်တော်သူဖြစ်၍မှန်သောရေပြားလိချင်းကို ခံတော်သူဖြစ်ကြ၏သို့တော်လည်းငါဖြစ်လင်ဇာတိ၌ကူးစားကြအကြောင်းရှိ၏အခြားသူမည်သည်ကားဇာတိ၌ကူးစားကြအကြောင်းရှိသည်ဟုထင်လင်ငါမူကား သာ၍ရှိ၏ငါသည်ရှေးမြောက်တော်နေ၌ရေပြားလေးချင်းကိုခံရ၏ဣတရေလအမျိုးဘိညာမိန်အွယ်ဖြစ်၏ဟေပြဲလူမှဆင်းသက်သောဟေပြဲလူစီဖြစ်၏တရားအားဖြင့်ဖာရိရှဲဖြစ်၏စိတ်အားကြီးခြင်းကိုမေးသောငါသည်အသိတော်ကိုညင်စေသောသူဖြစ်၏ပြည့်ညတ်တရားအားဖြင့်ရသော ဖြောက်မှတ်ခြင်းကိုမေးပြန်သောငါသည်အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူဖြစ်၏သို့တော်လည်း ငါဤအကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကိုရှုံးစေသောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်၏ထိုမြတ်မကငါဤသခင်ယေရှုခရစ်ကိုတည်သောပညာသည်အဘယ်လောက်မြတ်တီကိုထောက်၍ခတ်သိမ်းသောအရာတို့ကိုရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီးတည်ခြင်းမှထမြောက်သောခွင့်ကိုငါရနိုင်ကောင်းလင်ကိုရော်သည် သေခံတော်မူသည်နီးတူငါသည်လည်းသေခံ၍ထိုသခင်ကို၎င်းထမြောက်တော်မူခြင်းဤတကိုးကို၎င်းစင်ရဲခံတော်မူခြင်းဤဆက်ဆံ၍ခံခြင်းကို၎င်းသိကြွမ်းခြင်းကပြည့်ညတ်တရားအဖြင့်ရသော ကိုဖြောင့်မတ်ခြင်းကိုမကိုစားပဲခရစ်တော်ကိုယုံကြည်ခြင်းအဖြင့်ရသော ဖြောင့်မတ်ခြင်းသည်ဟူသောယုံကြည်ခြင်းအတွက်ကြောင့်ဖျားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းကိုကိုစားသဖြင့်ခရစ်တော်ကိုအမြတ်ရ၍ ထိုသခင်၌တည်ပါမည်ကြောင်းခတ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ငါထင်မှတ်၏ထိုသို့ဆိုသောအကျိုးကိုခံရပြီးစုံလင်ခြင်းသို့ရောက်ရပြီဟုငါမဆိုလိုအကျဉ်းအကျိုးကိုပေးခြင်းကခရစ်တော်သည်ငါကို ကင်ဖန်းတော်မူ၏ထိုအကျိုးကိုကင်မိခြင်းကငါပြေး၍လိုက်သေး၏ယောမအဝါဒစာခန်းကြီး6ခန်းငယ်10နေထိုကြောင့်တင်တို့ဤတေတက်သောကိုယ်ခန္ဓာဤတတ်မဲ့ခြင်းလိုသို့လိုက်ရသည့်တိုင်အောင် ်တစ်တရားသည် ထိုကိုယ်ခန္ဓာ၌အစိုးမရစေနှင့်ဆလပီရောမှာရှင်ဘောလူသည်ဖိလိပ္ပိမှာရှိတဲ့ယုံကြည်သူတွေကိုသုံးမတွင်တင်တဲ့အခါမှာသခင်ပြား၌ဝဲမြောက်ခြင်းရှိကြလောဆိုတဲ့ချက်ကိုထည့်သုံးထားတယ်။ဝဲမြောက်ခြင်းရှိကြလောဆိုတာကအထူးသဖြင့်ဒီဖိလိပ္ပိဩဝါဒစာရဲ့အဓိကချက်ဖြစ်တယ်လို့လည်းတွေ့ရပါတယ်။သူကိုယ်တိုင်ကအကျဉ်းချခံရရတော့လေဝဲမြောက်ခြင်းရှိဖို့ထပ်ကတလဲလဲတိုက်တွန်းတာကို အံ့ဩဖွယ်တွေ့ရပါတယ်။ဒီဝဲမြောက်ခြင်းဟာပဝင်ခြင်းခြင်းတွေမှာမူတည်တာမဟုတ်ဘဲနဲ့သခင်ဘုရား၌တည်နေတဲ့ဝဲမြောက်ခြင်းမျိုးကိုရှင်ဘောလူထက်ကတလဲလဲဝေမျှတိုက်တွန်းနေခြင်းဖြစ်ပါတယ်။အခြေအနေတွေကဝမ်းနေစရာတွေညီးတွားစရာတွေဘုရားသခင်ရဲ့တည်ရှိခြင်းကိုပါမေကွန်ထုတ်လာနိုင်စရာတွေရှိတော့လဲပဲ။ဘုရားသခင်ဟာဒီအခြေအနေတွေအလုံးကိုထိန်းချုပ်နေတယ်လို့ဒေးနဲ့စွာယုံကြည်ခြင်းဟာ ဝမ်းမြောက်ခြင်းကိုအစဉ်မပြတ်စီစဉ်ထွက်ပေါ်စေပါတယ်။ဘယ်လိုမျိုးဝမ်းမြောက်ကြလို့ဆိုတာကို သူထပ်ထပ်ရေးပြနေတော့လဲပဲသူဟာပင်ပန်းခြင်းမရှိဘူး။ဖိလိပ္ပိသင်းသူတင်သားတွေအတွက်တော့လုံခြုံခြင်း စိတ်သက်သာခြင်းရှိဖို့ရန်ဖြစ်ပါတယ်။နောက်ပြီးတော့ခွေးတို့ကိုရှောင်ကြဖို့နဲ့မကောင်းတဲ့အကျင့်ကြံပြုမှုတဲ့သူတွေကိုလည်းရှောင်ကြဖို့မှာကြားပါတယ်ခွေးဆိုတာကတော့သူတစ်ဖြင့်တပါးမျိုးသားတွေ ထူးသဖြင့်ယုံကြည်သူခရစ်ယာန်တွေကိုတိုက်ခိုက်နေတဲ့သူတွေကိုဆိုလိုပြီးတော့မှမကောင်းတဲ့အကျင့်ကိုကျင့်တဲ့သူတွေကတော့သက်တာပြောင်းလဲခြင်းမရှိဘဲကိုလုချင်တာကို လုပ်နေတဲ့သူတွေကိုညီညွတ်ပါတယ်။နောက်ပြီးတော့အေးပြားလေးခြင်းကို ခံရအောင်ဆောင်သောသူတွေကိုရှောင်ဖို့မှာကြတယ်။အထူးသဖြင့်ပြည့်ညက်တရားရဲ့အောက်မှာပိတ်မိနေပြီးတော့မှ သူများကိုလည်းပြည့်ညက်တရားအတိုင်းရှင်းကြံမှုရင်တိုက်တွန်းနှိုးဆော်နေတဲ့သူတွေကိုညီညွတ်ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့မှရှင်ပေါ်လူသည် ရေပြားလိချင်းရဲ့အနေဒိဗ္ဗေအစ်စ်ကိုဆက်လက်ပြမသွန်သင်နေဇာတိပဂတိကိုကိုးစားခြင်းမရှိဘဲနဲ့ဘုရားသခင်ကိုမှန်တကယ်ကိုးစားယုံကြည်တယ်ဆိုတာကတော့ရာရာကိုယေရှုခရစ်၌တာဝါကြောဝမ်းမြောက်ခြင်းကမှန်တကယ်ရေပြားလိချင်းကိုခံခြင်းဖြစ်တယ်။တစ်ဆက်တည်းမှာပဲသူကိုယ်တိုင်သည်ပြည့်ညတ်တရားနဲ့ပတ်သက်လာရင်ဘယ်လိုအသက်ရှင်လဲခရစ်တော်နဲ့ပတ်သက်လာရင်ဘယ်လိုအသက်ရှင်လဲဆိုတာကိုပြောပြပါတယ်။ တကယ်တမ်းကျတော့သူသည်ပြည့်ညတ်တရားရဲ့စံချိန်စံညွှန်းနေတဲ့အကုန်လုံးကန့်ညီတဲ့ပြင်ဖာရိရှဲဆိုတဲ့အဖွဲ့အစည်းတွေကဖြစ်တယ်။ဒါပေမဲ့အဲ့ဒီຢာတွေအားလုံးကိုခရစ်တော်အတွက်ကြောင်းသူဟာရှုံးတဲ့ຢာကဲသို့မှတ်တယ်။ခရစ်တော်အားဖြင့်ຢာတွေဖြောင့်မတ်ခြင်းကိုကိုးစားတဲ့အတွက်ဒီຢာတွေအားလုံးကိုသူဟာမစင်ကဲသို့ပဲထင်မှတ်ကြောင်းဖော်ပြတယ်။ ဒါပေမဲ့သူဟာတကယ်တမ်းစုံလင်တဲ့သူမဟုတ်သေးဘူးအဲ့လိုမျိုးစုံလင်တဲ့သူဖြစ်ဖို့ရန်အတွက်ကသူကိုယ်တိုင်ကြိုးစားအားထုတ်လို့ရတာမဟုတ်ဘဲနဲ့ခရစ်တော်ကိုယ်တိုင်ကသူ့ကိုကင်ဖန်းလို့ဖြစ်တယ်သူ့ဘက်ကတော့အဲ့ဒီကြိုးကိုရဖို့ရန်အတွက်ပြေးလိုက်နေရုံပဲရှိသေးတယ်လို့ဖော်ပြပါတယ်ဆက်လက်စုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင် ရရှင်သည်ရခိုင်သိန်းကိုတတ်နိုင်တော်မူသောရခိုင်သိန်းကိုပိုင်သာအုပ်စိုးတော်မူသော သာသမဲခိုလုံကိုးစားရာအရှင်တခင်ဖြစ်ပါれ။ကေတင်ချင်းသာဝရသက်အတွက်ကိုရော့ကိုကျေးဇူးတင်ပါれ။ဘုရားသခင်ရှေ့မှာသခင်ရှုခရစ်အားဖြင့်ဖြောင့်မတ်ခြင်းခွင့်ပြည့်တင်ခြင်းကင်းလို့ရသောခွင့်ကိုကိုရော့ရှင်ပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါれ။မေတ္တာရောရှင်ဖပါဒီနေ့မှာလူထားရှင်သလားမသူတွေအားလုံးကောင်းချီးပေးပါ။ရင်သက်ခြင်း ကျမ်းမာခြင်းစိတ်နှလုံးလိုပြည့်စုံခြင်းဘေးကင်းလုံခြုံခြင်းများနှင့်ပြည့်စုံကြွယ်ဝစေတော်မူပါအခြင်းကြခံရတဲ့သူတွေမတရားဖန်ဆီးချုံနှောင်ခံရတဲ့သူတွေလွတ်မြောက်စေတော်မူပါဝိုးရဲရေထဲမှာပြေလွာပုန်းရှောင်နေရတဲ့သူတွေအိုးအိမ်တွေကိုဆုံးခွာခဲ့ရတဲ့သူတွေပြည့်စည်ခြင်းခံရတဲ့သူတွေအားလုံးကိုလည်းကိုရရှင်ပြန်လဲပြမဆုစီပေးပါသူကိုကိုရရှင်ကိုရတိုင်ကူညီမှစာထောက်ပံ့ပေးကမ်းတော်မူပါလက်တော်သူအနံပါရယ် မတရားပြုကျင့်တဲ့သူတွေကိုလည်းကိုရရှင်ရတန်တော်မူပါဒီဘိုးဒီလီဒီရဲ့အဖြစ်ကာမပြည်သူပြည်သားတွေထပ်ပြီးမှဒုက္ခမရောက်စေဖို့လည်းကိုရရှင်ပြင်ဆင်တော်မူပါငလင်တွေထပ်မလုစေဖို့ကိုရရှင် ထိန်ချုပ်ပေးပါအရပ်ပြည့်ရှင်လည်းပြစ်ကိုလွတ်လည်းမြမပြည်ကြီးကိုညီသက်ချမ်းသာခြင်းနဲ့ပြည့်စုံစေပါမည်။အကြောင်းသခင်ယေရှုခရစ်တော်ဘုရား၏နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရစေ။အာမင်။